အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်တော့နေ့လေးတစ်နေ့ဖြစ်ပါစီလို့ဒီနေရာကနေပြီးတော့ကျွန်တော်တို့စုမုံကောင်တောင်းပေးလိုက်ပါတယ်အဲ့တော့လက်ရှိကျွန်တော်တို့ဒါ Newcastle United အသင်းနဲ့ Manchester City အသင်းတို့ကတော့ဒါကျွန်တော်လက်ရှိမြန်မာစံတော်ချိန်12နာရီတို့မှာတွေ့မှာပေါ့နော်အဲ့တော့ ယူကာဆယ်ယူနိုက်တက်ကလက်ရှိမှာဒါကျွန်တော်တို့အိမ်မကျဲဘဲနဲ့အဝေးကျဲဖြစ်နေပြီးတော့ Manchester City အသင်းကလက်ရှိမှာတိတ်ဆိတ်လူသက်သမားအနေနဲ့တကယ်ကိုသွားနေကြတာကိုတွေ့ရမယ်။အဲ့တော့ယူကာဆယ်ယူနိုက်တက်ကလက်ရှိမှာအခြေအနေတွေဘယ်လိုရှိလဲ? City က United တို့ City ကလက်ရှိမှာအခြေအနေတွေဘယ်လိုရှိလဲ?ခမောင်းနဲ့တူကျွန်တော်တို့ရတဲ့မှာကျွန်တော်တို့ဒါနည်းနည်းလေးကုံသွင်းတယ်။အဲ့တော့ယူကာဆယ်ယူနိုက်တက်ကလက်ရှိမှာနည်းနည်းလေးပြောအောင်။ယူကာဆယ်ယူနိုက်တက်အသင်းကခုလက်ရှိမှာ Premier League ပြိုင်ပွဲအနေထားတစ်ခုရဆိုတော်တော်လေးကိုစိတ်ပြက်စရာကောင်းတဲ့အနေထားတစ်ခုရောက်နေတယ်။လက်ရှိမှာယူကာဆယ်ကဘလောက်ထိအခြေအနေဆိုရင်လက်ရှိမှာဒါကျွန်တော်တို့ Total 17 match နဲ့10 season ကအသင်းနဲ့ Total ဒါကျွန်တော်တို့ 嘛，别怪你那么要油 အဲ့လောက်ထိကိုညူကာဆယ်ကလက်ရှိဒါပရီးမီးယားလိမှာအခြေအနေဆိုးနေညူကာဆယ်ကကျွန်တော်ပရီးမီးယားနောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာ၃ပွဲအထိရှုံးနာခဲ့ပြီး၂ပွဲပဲနိုင်နိုင်ခဲ့တယ်အခုလက်ရှိမှာလည်းဒါ form အရန်ကောင်းနေတဲ့ CD နဲ့တွေ့မယ်ပြဿနာညူကာဆယ်ကဒီအခုမှမဟုတ်ဘူးပေါ့နော် ပြဿနာညူကာဆယ် United အသင်းနဲ့သူတို့ကဥရောပဝင်ဝင်ရတဲ့နှစ်တွေမှာဆိုရင်သူတို့ရဲ့လူစည်းမလုံလောက်မှုကအင်မတန်မှအသင်းမှာ impact ရှိလွန်အားကြီးတယ်လို့မြင်တယ်ညူကာဆယ် United ကသူ့ဟာသူဒါ Champion League မှာဆိုရင်တော့ဒါကျွန်တော်တပွဲတို့ပုံစံမျိုးလေးနဲ့အဲ့ဒီဟောက်ကမဆိုးဘူးဆိုတာမှတ်မိမယ်တကယ်တော့ Premier League မှာဆိုရင်တော့ဘာမှလုံလုံကင်လို့ ို့မရတဲ့အခြေအနေတွေကိုကျွန်တော်တစ်ချက်တစ်ချက်ဒါညူကာဆယ်စီကနေမြင်ရတယ်တမပါတယ်ညူကာဆယ်ယူနိုက်တက်လက်ရှိမှာပူပူလောလောမှာဆိုရင်ဒါဘရန်ဖို့ကိုဂိုးပြက်ရှုံးနေခဲ့တယ်ပြီးရင်ဒါကျွန်တော်ဝက်ဆမ်ကိုဂိုးပြက်ရှုံးနေတယ်ပြီးရင်ဒါကျွန်တော်တို့နိုင်ခဲ့တာဖူဟန်ကိုနိုင်တယ်ဒါပရီးမီယာလီဂ်မှာဒါနော်ဒန်ဖော်ရက်ကိုနိုင်ခဲ့တယ်ဂျားထဲမှာဒါကျွန်တော်တို့လက်ရှိမှာဒါကျွန်တော်အကုန်လုံးထက်တော့မှာဆိုဒါစပါကိုဒါကျွန်တော်တို့ကာရာဘောင်းမှာနိုင်နေတာချန်ပီယံလိမှာလည်းမဆိုးတဲ့ခြေစွမ်းနေပြတယ်ဒါပေမဲ့ညူကာဆယ်ကဒါပရီးမီယာလိဂ်အတွင်းမှာတော်တော်လေးကိုဆိုးဆိုးရွားရွားဖြစ်နေတယ်တစ်ဖက်က Manchester City ကလုံးဝ totally different ပဲ City ကနောက်ဆုံးပြိုင်ပွဲဆို၅ဘောမှာ Aston Villa တသင်းကို ုရှုံးနိမ်ထားခဲ့တဲ့ပွဲစဉ်ကလွင်တော့ကျန်တဲ့အသင်းတွေကိုလုံးဝဒါကျွန်တော်တို့ဂိုးပြတ်ဒေဂျေရောဒါကျွန်တော်တို့လက်ရှိမှာအဆင်ပြေတဲ့နိုင်ပွဲတွေကိုနိုင်ထားခဲ့တယ်။ပူပူလောလောမှာဆိုလီဗာပူးလိုအသင်းမျိုးကိုဂိုးပြတ်တိုင်ထားခဲ့ပြီးစီးတီးအသင်းကသူတို့ဘာလုံးနိုင်လဲဆိုတာဆက်လက်ပြတ်ထားခဲ့တယ်။ကျွန်တော်ဒီလောက်ပြောမယ်ဆိုစီးတီးအသင်းနဲ့အခုလက်ရှိမှာသူတို့ရဲ့လက်ရှိကစားသမားတော်တော်များများကလည်း international ဇက်ခုံမော်မာကစား ခြေစွမ်းနေပြသနိုင်ခဲ့တယ်ဥမာဒါကျွန်တော်အဲလင်ဟာလန်ဆိုရင်သူ့ရဲ့အမိမြေနိုင်ငံကိုဒါကျွန်တော်ကမ္ဘာဖလောက်ကိုဆွဲခေါ်သွားနိုင်တဲ့အထိကိုလက်ရှိမှာအခြေအနေဒီကောင်းနေခဲ့တာကိုတွေ့ရမယ်ဒီမှာပါတယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့လက်ရှိဒါကျွန်တော်တို့မန်ချက်စတာစီးတီးရဲ့လူစင်းမှာတော့ရိုဒရီဂိုလက်ရှိဒီနေ့ပွဲစဉ်မှာဒါပွဲထွက်ပါဝင်မှုတော့ရာဂိုင်နှုန်းတော့နေသေးတယ်အရန်လူစင်းမှာတော့ပြာလာမှုတော့ရာဂိုင်နှုန်းကြီးရှိတယ်ဒါလက်ရှိမှာကိုဗာစစ်ကဆက်လက်ပြီးလွှဲချော်မဲ့လူစင်းကလွှဲနေတော့လက်ရှိမှာမန်ချက်စတာစီးတီးကလူစုံတက်ဆုံမဲ့လို့ပြောလို့ရတယ်ဒီလက်ရှိဒါကျွန်တော်တို့တစ်ဖက်ကဒါကျွန်တော်တို့လက်ရှိနျူကာဆယ်ယူနိုက်တက်ကဒန်ဘန်းကြီးကနီနေစဲဖြစ်မှာဖြစ်ပြီးတော့အိုဆိုးသားဆက်လက်ပြီးဝါမယ်ဒါကျွန်တော်တို့ လက်ရှိရည်ရတာလက်ရှိတော့ကျွန်တော်အသင်းဒါဒီနှစ်ຫນွေရာသီမှာဒါကျွန်တော်အားကိုးပြီးဝယ်ထားခဲ့ရတဲ့ယာရုံဝက်စာကိုတော့လက်ရှိမှာယူကာဆယ်ယူနိုက်တက်ကတေးသေးချာချာကိုမတုံးရသေးပဲနဲ့ဒါလာမယ့်ဒါကျွန်တော်ဒီဇင်မာလောက်ဝက်လောက်မှာပြတော့လီဗာမန်တို့ကဆက်လက်ပြီးလွဲချော်နေသေးဖြစ်တယ်ပေါ့နော်အဲ့တော့ ်လက်ရှိမှာ Newcastle United အခုနောက်ပိုင်းအဓိကပြဿနာဘာလဲ Newcastle United တင်းအခုနောက်ပိုင်းမှာဒါကျွန်တော်မတိမငိမ်ဖြစ်မှုတွေကတော်တော်လေးကိုစွစွရွရွအနေထားမှာရှိတယ်လို့ကျွန်တော်အနေနဲ့မြင်တယ် Newcastle United တင်းအခုလက်ရှိမှာဒါသူ့အနေနဲ့ဒါခန်းစစ်ပိုင်းကိုတိုက်စစ်ပိုင်းကိုကွင်းလယ်ပိုင်းကိုမတူမညီတဲ့ဒါကျွန်တော်တို့ လိုအပ်ချက်တွေကိုဆက်လက်ပြီးဒါအတိုင်းအတာလွန်တွေ့နေရတယ်ကျွန်တော်ရဲ့ပုံကိုကြီးရမှာကျွန်တော်မြင်တယ်ဥပမာလက်ရှိမှာတိုက်စစ်ပိုင်းဟူတာမာဒီလို့ပေါ်ဆိုတာ international ဇက်ကူမှာမဆိုးဘူးဒါအကြီးအကဲပေါ့နော်လက်ရှိမှာ Newcastle United တင်းနေတာတောင်းမန်းမှာ left wing ဘက်မှာ yang investor ဒါခဲ့မယ် right wing မှာလူမရှိဘူးလူမရှိတဲ့ကြောင့်တစ်ချိန်တစ်ခါကစားသမားဖြစ်တဲ့ဒါ Jacob Mafio ကိုပဲအရင်ကြီးပြန်ပြီးအားကိုးနေရတယ်ဒါပေမဲ့ရပါဒါကျွန်တော် Newcastle United လွန်ခဲ့တဲ့နှစ်ပိုင်းမှာတိုက်စစ်မှုမရှိတဲ့ကြောင့် UEN ဝေစင်ကြီးကိုဒါကျွန်တော်တို့ UEN ဝေစင်ကရုပ်ရှင်မင်းသားဟာကျွန်တော်ကကန်ဝေစင်က အိုဝင်ဝင်ဆိုင်ကနှာခေါင်းကျိုးရတဲ့တော့ငါတော်တော်ကြိုက်တဲ့မင်းသားပဲလေမားကုန်ပြီအိုဝင်ဝင်ဆိုင်နဲ့ကလန်ဝင်ဆိုင်နဲ့ကလန်ဝင်ဆိုင်ကလက်ရှိမှာဒါကျွန်တော်တို့လက်ရှိသူတို့အဲ့အဲ့ချိန်တော့အဲ့တော့ညုကစရဲ့ပြဿနာပါလဲဆိုတော့သူကတခုမဟုတ်တခုအမြဲတမ်းလူလူနေတဲ့ကစားသမားတွေထဲမှာပါတယ်တခုမဟုတ်တခုလူလူနေတဲ့နေရာမှာရှိရင်လက်ရှိညုဒါတစ်ဖက်ကဒါကျွန်တော်တို့စီတီဘက်ကပြန်ကြည့်မယ်ဆိုရောစီတီကလက်ရှိမှာတော်တော်လေးကိုခြေစွမ်းပိုင်းရအားမလို့အားမရထက်တော့မဖြစ်တော့အားလို့အားရနေတဲ့နေရာမှာဖြစ်သွားတယ်ဒီနေ့ပေါ်စမှာဒါဖူမော့ကတော့ဘနာဒိုဆေးဗာနဲ့ဖူဒန်ကိုတွဲထားပေးခဲ့ပေးမယ်ကျွန်တော်ကတော့ဒီနေ့ပွဲစဉ်မှာရှင်းပါတယ်ကျွန်တော်ကဒ ီနေ့ပွဲစမှာ Rinders နဲ့ Foden နဲ့ကိုတွဲပြီးစီခြင်း ਨੇ Foden နဲ့ခုနှစ်ချိန်မှာခုနကကျွန်တော်ဒါတနေ့ကလည်းအေးမနေ့ကလားတနေ့ကလားမသိကျွန်တော်ပြောခဲ့တယ်လို့ပဲ City နဲ့ပတ်သက်ပြီးကျွန်တော်ဗီဒီယိုမှာတင်ခဲ့တယ်လို့ပဲဒါ Foden ကိုကျွန်တော် International Spotlight တွေကျွန်တော် ဆွဆက်ပြီးပေးနေကျွန်တော်မကြိုက်ဘူး Foreign က International Spotlight ဒါ Media ရဲ့ Spotlight ကိုလိုနေတဲ့ကစားသမားတယောက်လုံးဝမဟုတ်ဘူးလို့ကျွန်တော်ကလုံးဝအုတ်တုံယုံကြည်တယ် Foreign ကလည်းဒါရွာရွာထပြီးဒါ Media Darling လုံးနေတဲ့ကစားသမားလည်းမဟုတ်ဘူးသူကိုယ်တိုင်ကသူ့ဟာသူ AAC နေတယ်သူ့မိသားစုနဲ့သူအချိန်ပေးတယ်သူကိုယ်တိုင်ကကင်မရာကိုအရင်မကြိုက်တဲ့ကစားသမားတယောက်နဲ့သူ့ဟာသူ AAC နေတဲ့ကစားသမား AAC လွတ်ပေးပါဘူးအတွက် England Media ရဲ့အတွက်ဒါအရင်ကြီးကြည်တယ်ဒီနောက်ပိုင်းမှာဒါမဖြစ်မနေ City ရဲ့ Underrated ဖြစ်လာခဲ့တာသူ့ရဲ့ Cancel ပိုင်းပဲ ဒါကြောင့်မို့စီးတီးသိနေခုလက်ရှိမှာစန္ဒာဘက်ပယ်ရင်းမှာလည်းမဆိုးဘူးလက်ဘက်မှာလည်းတော်တော်လေးအဆင်ပြေလာနေထားမှရှိဒါပေမဲ့လက်ရှိမှာစီးတီးသိကိုတိုင်ကပါပီဇီရိုမန်တို့ရဲ့တနေ့က breaking news ပြောပုံရအောင်စီးတီးသိက market ထဲမှာ right back ရှာမယ်အကယ်၍စီးတီးသိတာမှန်ကန်တဲ့ right back ကိုဒီ market စောင်းရသည်မှာရှာနိုင်ခဲ့မယ်ဆိုရင်တော့စီးတီးသိနဲ့ arsenal ကိုအကြီးစားတာ premier league မှာဒုက္ခပေးနိုင်စမ်းရှိမယ်လို့ကျွန်တော်အနေနဲ့မြင်နေဒါပေမဲ့ဒီနေ့ပွဲစဉ်မှာစီးတီးသိအရင်ဆုံးအလုပ်ပြုတ်ပြရမယ်ဒါကျွန်တော် talk the talk walk the walk ဆိုတဲ့စကားလုံးကိုကျွန်တော်အသုံးပြုရမယ်အဲ့ဒါကဘာကိုပြောချင်တာလဲစီးတီးသိနဲ့ခုလက်ရှိဒီနေ့ပွဲစဉ်မှာဒါအနိုင်ယူခဲ့မယ်ဆိုရင်တော့ဒါ league နေတာဖြစ်တဲ့အာစတန်ရဲ့တမတ်ပဲကွာတော့မယ့်နေတာတစ်ခုကိုရောက်ရှိသွားခဲ့မယ်။စီးသင်းနဲ့လက်ရှိမှာဒါပထမရာသီအစမှာဒါအထနှေးခဲ့ပေမဲ့စီးသင်းကဘာလုံနိုင်စဲဆိုတာဆက်လက်ပြီးပြသမယ်ညမှာရှိတယ်။ကပတ်ဗလာဆောမန်နဲ့ဆိုစီးသင်းကဒီတိုင်းမှာပဲအမြဲတမ်းဒါကျွန်တော်သူများတွေကဒါကျွန်တော်အမြဲတမ်းဒါရှေ့ကပြေးခိုင်းနေပြီးနောက်ကနေသူအသေးလိုက်တယ်ဗောနော်။အဲ့ဒီအချင်းကိုဒါစီးသင်းနေနဲ့ဒီနှစ်မှာလည်းထပ်ပြီးတော့တွေ့ရအောင်ပါလား။ဒါကတော့ကျွန်တော်ချက်တော့စောင့်ကြည့်ရမယ်။တစ်ဖက်ကညူကာဆယ်ယူနိုက်တက်ညူကာဆယ်ယူနိုက်တက်တင်းနဲ့ဒါစီးသင်းနဲ့မတူတဲ့အခြေအနေတကွာသူတို့နေတဲ့ဒူးစင်းကဒါအကုန်ပဲ။လက်ရှိမှာခင်ဗျားတို့မြင်နေရတာ what you see is what you get ပဲ။ဒါညူကာဆ ီလက်တဲ့100%ဒါပဲရှိတာပြဿနာလေရင်ပြန်သွားလို့အဲ့တော့ကျွန်တော်တကားဖွင့်ဒီမှာအေးနေအေးနေကျွန်တော်တကားဖွင့်ထားတယ်ဒါမှလေရင်ပြန်သွားတယ်မိုက်ဝင်းဆိုလေရင်ဆိုင်ကြီးကြာအဲ့တော့ ညူကာဆယ်ခုနပြောသူ what you see is what you get ပဲညူကာဆယ် United မှာလက်ရှိမှာလူစင်းမှာအပြောင်းလဲလို့ဖို့တော့အများကြီးမရှိ maybe တောင်းမမှာ Anthony Gordon လောက်ရှိမယ်ကွင်းလယ်ပိုင်းမှာဒါကြောင့် Sean Longstaff တို့ဒီလိုအုပ်စုအနည်းငယ်အများရှိရင်ရှိမယ်ဒီဟာကလွင်ညူကာဆယ် United မှာဘာမှမများဆဆမရှိဘူးခန်စီပိုင်းမှာလည်းစန်တာဘက်မှာခုလက်ရှိ Dan Man မှာညီနေတဲ့အတွက်ကြောင့်မို့ဒါ Matt Theo တို့ကတော့ကျွန်တော်7 Board Man တို့ကလက်ရှိမှာဒါအကုန်ပဲ7 Board Man ဒဏ်ရာထပ်မရပါဆိုနေပဲဆူတော့မိတာပဲပြဿနာကလက်ရှိမှာညူကာဆယ် United ကလူဘလောက်တိမြဲဆိုတော့လက်ရှိမှာကြီးကောင်ကြီးမားတွေဖြစ်တဲ့ Trippier တို့ Jacob Murphy တို့ကိုတော့မှတိတ်မိတ်ပြီးတုံးနေရ တာကြည့်မလို့သိတာအဲ့တော့ဒီနေ့ပွဲစဉ်မှာ Jeremy Doku ရဲ့ on form ဖြစ်နေတဲ့ Jeremy Doku ကို Trippier ထိမ့်ဖို့အတွက် immediate မှခက်ခဲမဲ့ပွဲတစ်ပွဲလို့မြင်တယ်။ဒါကြောင့်မဒီနေ့ပွဲစဉ်မှာဒါကျွန်တော်အရေးပါဆုံးက Newcastle United အသင်းရဲ့ကွင်းလယ်ပိုင်းကဒီနေ့ပွဲစဉ်မှာအသင်းအတွက် impact အကြီးမားဆုံးအနေထားတစ်ခုကိုရောက်လာခဲ့မယ်လို့မြင်တယ်။သူတို့နေဥပမာလို့ပြောကျွန်တော်မြင်ကြည့်တာဗောနော Total League ကဒါ Lewis Hobart ကိုထိမ့် Bruno Gambires က Trippier ဘက်ကိုဆင်းထိန်တယ်။ပြဿနာအခြေမှာဘာဖြစ်သွားမလဲ။ City တင်းကကွင်းလယ်ပိုင်းက overpower ကြီးဖြစ်သွားမယ်။ City ရဲ့လက်ရှိကွင်းလယ်ကကျွန်တော်အတွက်ဒီနေ့မှာ underrated သဘောအကျဆုံး ွင်းလေတဲ့တစ်ခုဖြစ်တယ်။နီကိုကွန်ဇာလက်စ်တက်လာတဲ့တက်တက်မှုနဲ့အတူဒါကျွန်တော်ဖိုဒန်နဲ့ဒီနေရာမှာရိုင်းဒါဆွေးရဲ့ဒါကျွန်တော် combination တွေကအသင်းအတွက် impact အရန်ကြီးမာတယ်။ပြီးတော့ဒီနေရာမှာဒါနီကိုအိုရိုင်လီ O'Reilly နဲ့ခုလက်ရှိအသင်းရဲ့ဒါကျွန်တော် left back နေရာမှာအရန်ကောင်းတဲ့ကြောင့်မို့ဒါအဲ့ Nuri ဒီကောင်တော့မှသူ့သူ့ရဲ့နေရာအစားထိုးလို့မရဘူး။ဒါမမဲ့ရဒီနေ့မှာဒါကျွန်တော် LB နေရာမှာဒါ Guardiola စိတ်ကြိုက်ကိုယ်တိုင်အဲ့ Nuri ကိုဝယ်ထားခဲ့တာဖြစ်ပြီးတော့ Nico O'Reilly ကဒီနေရာမှာဒါကျွန်တော်တို့အစားထိုးပြီးကစားပေးခဲ့တာဖြစ်တယ်။ဒါပေမဲ့အခုလက်ရှိမှာအစားထိုးတဲ့ကစားသမားတအားကောင်းသွားတဲ့အတွက်ကြောင့်မို့ left back နေရာမှာ Nico O'Reilly ကတာဝန်ကိုအပြည့်အဝယူသွားနိုင်ခဲ့တဲ့အထိကိုသွားကောင်းတယ်။အဲ့တော့လက်ရှိမှာခုနပြောသလို right back နေရာမှာဒါ City တင်လူဝယ်လိုက်ဒီနေ့မှာဒါစောင့်ရမ်းမိုက်သွားမယ်လို့ဒါမှရှိတယ်ပေါ့နော်။အဲ့တော့လက်ရှိမှာအတီ ကြတယ်ဒါပေမဲ့ Newcastle United ကဒီနေ့ပွဲစဉ်မှာရှင်းပါတယ် counter pressing တွေတို့ Newcastle ကျွန်တော် City အသင်းကိုဒုက္ခပေးရမယ် City အသင်းကအခုလက်ရှိမှာ Kansas Bank ကတစ်ချက်တစ်ချက်လိုအပ်ချက်တွေရှိသေးတယ်တော့ဒါအမှန်တိုင်းပဲဒါပေမဲ့အဲ့ဒီဥစ္စာကို Newcastle United ကလည်းအခွင့်အောင်းယူနိုင်မှာရမယ် Newcastle United အသင်းကအခုလက်ရှိမှာဒါ Wolfter Mate ရဲ့ height ကိုအသုံးချပြီးဒါကျွန်တော် set piece တွေကိုအဓိကအားကိုးနေကြတာကိုတွေ့ရမယ် Newcastle United အသင်းကအခုလက်ရှိမှာဒါ City အသင်းကိုဘယ်လိုမျိုးဒုက္ခပေးဖို့တော့ကြိုးစားသွားမယ်ကျွန်တော်ဒီနေ့ပွဲစဉ်မှာစိတ်ဝင်စားတဲ့ခုက Wolfter Mate နဲ့ Donnarumma တို့ရဲ့ဒါကျွန်တော်ထိတ်တိုက်တွေ့ဆုံမှုမှာလေဘဒူကအသာစီးရယူသွားနိုင်မလဲဆိုတော့ကျွန်တော် ော်တော်လေးကိုစိတ်ဝင်စားမှုရှိတယ်လို့ပဲကျွန်တော်အနေနဲ့မြင်တယ်။ဒါပေမဲ့ဒီနေ့ပွဲစဉ်ကထင်တာတက်အများကြီးအများကြီးကြီးလို့ကောင်းမဲ့ပွဲစဉ်မှာအယ်လင်ဟာလန်ကတော့ထဲ့ကိုမပြောတော့အယ်လင်ဟာလန်ကအယ်လင်ဟာလန်အလုတ်လုံလုံးကိုလက်ရှိမှာတော့စကားတဲ့တောင်ထဲ့ပြောစရာမလိုတဲ့အနေအထားတစ်ခုရောက်လာခဲ့တယ်။လက်ရှိမှာစီတီကစားသမားအကုန်လုံးကသူ့သူ့ရဲ့တာကျွန်တော်အထိုင်ကျနေကြောင်းတာတစ်ခုမဟုတ်တစ်ခုအရန်ကြီးသဘောကျဖို့ကောင်းတဲ့အနေအထားတစ်ခုကိုစီတီသင်ပိုင်ဆိုင်နေတယ်။အခုလက်ရှိမှာဒါကျွန်တော်တို့ လက်တော်နီးပြားနေအောင်ဖြစ်တဲ့ပက်ဘလိုင်းဒါဆိုကိုကိုတိုတိုရီရောဒါကြောင့်ငွေသက်တွေကိုအသေးစီမှာတော်တော်လေးကို impact အရာတေးသေးချာချာစတင်ပြီးတော့တွေ့လာခဲ့ရတယ်ဆိုတာကိုတော့လုံးဝလုံးဝညင်းစရာမလိုဘူးလို့ပဲကျွန်တော်အနေနဲ့ပုံကူရေးရမြင်မိတယ်မိတော့ပင်စိုးစေကမှုလက်ရှိမှာဒီနေ့ပွဲစဉ်ကတော့လက်ရှိအသင်းနှစ်သင်းလုံးအတွက်ဒါကျွန်တော်တို့ impact ကြီးမားမဲ့အနေထားမှာရှိရလို့မြင်တယ် Newcastle United ကလက်ရှိမှာတန်းစစ်ဆုံးကနေပြီးတော့ဒါကျွန်တော်လက်ရှိအရန်ကြီးကတ်လိုင်းအနေထားမှာသူ့နေတာကိုလွတ်မြောက်ဖို့အတွက်အကြီးစားရုန်းကန်ရမယ် City သင်းကလက်ရှိမှာ league leader ဖြစ်တဲ့ Arsenal ကိုဒါတစ်ဖက်ကပွဲချက်ဖြစ်နေတဲ့အချိန်မှာသူတို့ကိုယ်တိုင်ပွဲချက်ကိုအနိုင်ယူပြီးတော့ အမှတ်ကတ်ထားတဲ့အစီအစဉ်ကိုလုပ်အောင်ဖြစ်တယ်လို့ပြောရင်လည်းပဲကျွန်တော်ကိုတော့ကွန်ပြူပါအောင်အားလုံးကြိုးတူပါတယ်မြန်မာလေးကလစ်ပေးကြအောင်ဗျမြန်မာကလစ်မှာမြန်မာနာဖြစ်ပါတယ်ကျွန်တော်တော့ကွန်ပြူပါအောင်ဗျဒီပါဗျ